အခုတင်ဆက်ပေးမယ့်သတင်းကတော့ယာဒူးဆိုတာဟာအာနာပြဝတ်မဟုတ်ကြောင်းနိုင်ငံတော်သမ္မတပြောကြားတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ယာဒူးဆိုတာဟာအာနာပြဝတ်မဟုတ်ဘဲအဖွဲ့အစည်းတစ်ခုတိုးတက်လာဥဆောင်မှုပေးဖို့အတွက်သာပေးအပ်ထားခြင်းဖြစ်တယ်လို့နိုင်ငံတော်သမ္မတဦးသိန်းစင်ကပြောကြားခဲ့ပါတယ်။မနေ့က နေပြည်တော်ကောင်စီနယ်မြေကျေးလက်ဒေသဖွံ့ဖြိုးရေးနယ်လူမှုစီးပွားဘဝမြင့်တင်ရေးအခမ်းအနားမှာနိုင်ငံတော်သမ္မတကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။သမ္မတကနိုင်ငံမှာကျေးရွာပေါင်း6400ကျော်ရှိရာကျေးရွာများဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူမှုကရွေးချယ်တင်မြှောက်ထားတဲ့ကျေးရွာအုပ်ချုပ်ရေးမှုများတော်ဖို့ကောင်းဖို့အရေးကြီးကြောင်းရှေးဥစွာကျေးရွာတွေမှာတရားဥပဒေစိုးမိုးအောင် လောင်းကစားဝိုင်းများအရက်ပုံချက်လုပ်ခြင်းများချဲတီတိုင်းများမူးယစ်စေဝါများမရှိအောင်ထိထိရောက်ရောက်လုံးမှသာရာဇဝတ်မှု မတိမ်မှုလူရက်မှုခိုးမှုများကင်းစင်ပြီးတရားဥပဒေစိုးမိုးတဲ့ကျေးရွာတွေဖြစ်လာပြီးစီးပွားရေးပညာရေးကျန်းမာရေးလူမှုရေးများတိုးတက်အောင်လုပ်နိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာပြည်သူ့ဘဟုပြုတဲ့အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးနေပြီးမြို့နယ်ကျေးရွာတွေမှာမြို့နယ်အုပ်ချုပ်ရေးမှူးကျေးရွာအုပ်ချုပ်ရေးမှူးတို့အပြင်မြို့နယ်ကျေးရွာပိုးပေါဆောင်ရွက်ရေးအကျိုးဆောင်ကော်မတီကိုမြို့မိမြို့ဖားရက်မိရက်ဖားတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့များမြို့နယ်ကရွေးချယ်တဲ့စီးပင်းအဖွဲ့များရှိနေပြီဖြစ်တယ်လို့နိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောကြားခဲ့ပါတယ်ရှင်။